เนาะแชมเปี้ยนဖြစ်ချင်းกระโดดออกมาล่ะဆိုတော့ပါလေးကเนเนလေးဟိုအစင်လာများဖြစ်နေတာပေါ့เนาะအဒီတာအိုက်တဘောက်လူနာဖြစ်နေတယ် ိသက်များအလုံးပဲမင်္ဂလာပါခင်ဗျာ Channel K ကနေပတ်စင်တင်ဆက်ပေးနေတဲ့ကျွန်တော်ဘလို့ရက်ွက်အစီအစဉ်တနင်္ဂနွေနေ့တင်ဆက်မှုဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာကျွန်တော်နဲ့အတူအာဝိုင်းအားသားကောင်ရှင်ကိုထွန်းထွန်းလှိုင်နဲ့တရုတ်ဆောင်ညီလေးခန့်အောင်စိုးရောပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကိုရေမင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့ဒီနေ့တနင်္ဂနွေနေ့မှာတော့ပရီးမီယာလိပွဲတွေကအသင်းကြီးတွေကပေါ့လေအာပွဲဆိုရင်ကျွန်တော်တို့ Chelsea Liverpool ပွဲရှိမယ်ဆောပွဲဆိုရင် Brentford နဲ့ Brentford နဲ့ United ပွဲရှိမယ်ဆိုတော့အဲ့တော့ United ပြည်သက်တရားလည်းပါတော့ Brentford United ပွဲလေးကနေစပြီးတော့သုံးသပ်ချက်တာပေါ့နော်အဲ့ပွဲလေးကြောင့်စပြောချင်ပါတယ်အဲ့တော့ United ကဘလူတွေဖြစ်နေလဲဘာတွေရင်ဆိုင်နေရလဲအဲဘလူတွေကြော်ဖြတ်ဖို့ရှိလဲဘလူတွေဒီညာပွဲဖြစ်နိုင်လဲဆိုတာ United ပြည်သက်တွေအတည်ဆုံးဖြစ်မှာဆိုတော့ဒီလေးရင်မဲ့အရင်မဲ့စပြောပါအဟုတ်ကျွန်တော်အဲ့လိုပဲအရင်ကလည်းအရင်ပတ်တရားတွေပြောခဲ့သလိုကျွန်တော်ကဒီနှစ်ပြီးမြားလေးကိုတိတ်မမြော်လင်းတော့ပါတိတ်မမြော်လင်းလို့ဆိုတော့အရင်ဟိုဟိုနိုင်မယ်ဆိုတဲ့ဥစ္စာမျိုးလည်းမဟုတ်ဘူးရမယ်ရှုံးအမြင်နဲ့ရှုံးမယ်လို့လည်းခံစားချက်မျိုးလည်းမဟုတ်ဘူးဒါပေမဲ့ အဓိကတော့ပွဲတော်ပွဲမှာဒီကျွန်တော် United တင်းကစားသမားကြီးရဲ့သူဒီပွဲပေါ်မှာဘယ်လိုမျိုးစိတ်ဓာတ်နဲ့ကံွားမလဲပုံမှာမျိုးတွေပြီးတော့အရှုံးနိုင်ကွဲပြောက်သွားပါဘောနော်အဲ့တော့ဘာပဲပြော Premier League ကလည်း DRD ပြီးဆုံးမှုလည်းနှီးလာပြီဟုတ်ကဲ့ Brentford ကလည်းအစားတွေကအင်ဝင်အကစားအကောင်းနဲ့အတင်းမားရဲ့အတင်းပေါ့အဲ့တော့ Man United အနေနဲ့လည်းဒီ Brentford နဲ့တွေ့ရတဲ့အချိန်မှာဘယ်လိုမျိုးကစားမလဲဆိုတာမျိုးပေါ့နော်အရှိပွဲမှာလည်း Premier League မှာလည်း Man U ကဒီဘယ်လိုတေးကြွားဆိုတော့အခါကျတော့ ဒီခါ brand form ကလည်းနိုင်ပါမလားဆိုတာမျိုးတော့ကျွန်တော်နေတန်တရားရှိရယ် United fan ဆိုပေမဲ့ဒါပေမဲ့နိုင်မှုကိုမျှော်လင့်ပါတယ်နိုင်ရနိုင်စေချင်ပါတယ်ဟုတ်ကဲ့အဲ့တော့ကိုတို့ကဒီ Bradford United ပွဲလေးကိုဘယ်လိုဖြစ်မှာထင်လဲသုံးသပ်ပါဟုတ်ဘယ်လိုဖြစ်မလဲဆိုတော့ Europa ကိုလည်းကျွန်တော်မေ့ထားလို့မရအောင်ဟုတ်ဒါပထမကြော့ဒုတိယကြော့ပေါ့နော်ဒါဒုတိယကြော့ဆိုတဲ့ဟာရှိသေးတယ်အဲ့တော့ Bradford ဒီ Man United တွေ့တိုင်းခက်တွေ့အောင်အများတန်းလုပ်လေးရှိတယ်အဲ့တော့ကျွန်တော်ဥရောပပွဲကစားရမယ့်အသင်းတွေရဲ့ထုံးစံအရဆိုလို့ရှိရင် အမှတ်ပေးပွဲကိုဟိုအတိုင်းတောင်တစ်ခုလောက်ထိပဲရှင်ပြိုင်ကြလေးရှိတယ်ကိုရဲ့အဝေးခွင်းလဲသွားကစားမှာဆိုတော့ကျင်းသိပါတယ်ဒီပွဲဒီမန်ယူအတွက်ကတော့တေပေါ့ဒီလောက်ပဲကျွန်တော်မှန်းထားကြည့်ကြတယ်အနာခံမှာမဟုတ်ဘူးကျွန်တော်တို့လက်ရှိစုဖွဲ့ထားတဲ့ Manchester United အသင်းဒီနည်းနည်းမှထိခိုက်လို့မရဘူးထိခိုက်လိုက်မယ်ဆိုလို့ရှိရင်အရန်ဝင်လာမဲ့သူတွေကပွဲထွက်၁၁ယောက်နဲ့ရှင်ရင်မကောင်းဘူးလားဆိုတော့ကောင်းတယ်ဒါပေမဲ့ပြိတ်သက်မျက်လုံးထဲမှာနည်းနည်းလေးပေါ့နော် ကတကတိကောက်ဖြစ်နိုင်တဲ့ဟာလေးတွေရှိတယ်ဆိုတဲ့ဟာလေးခံစားရတယ်ဒါကြောင့်မလို့ဒီပွဲကိုကျွန်တော်ကတော့သေလောက်ပဲပေးထားကြတယ်ဟုတ်ကဲ့ကဲအဲ့တော့ဒီပွဲမှာ United တို့တော့ခက်ခဲနိုင်တယ်အဲသေလောက်တော့ရနိုင်တယ်ပေါ့နော်အဲ့တော့ဟို United တို့ကလည်းအရင်လက်ရှိအသင်းပုံရိပ်တွေရချင်းတော့တမျိုးပေါ့လေဒါပေမဲ့လက်ရှိအခြေအနေရဖြတ်တန်းမယ်ဆိုရင်တော့ဒီပွဲကအရင်တက်ရောက်မှုမရှိတဲ့ပွဲပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ပွဲကအာမနေ့ကပြောခဲ့တဲ့ဂုံယူခဲ့တဲ့ Liverpool နဲ့ အာလီဗာပူးချယ်စီပွဲချယ်စီကွင်းနဲ့နော်ချယ်စီလီဗာပူးပွဲလေးရှိတယ်အဲ့တော့ချယ်စီလီဗာပူးပွဲလေးလည်းဆက်ပြီးတော့သုံးသပ်ချင်ပါတယ်အဲ့တော့ကိုထွန်းလုံးပဲရင်ဆပါအောင်ဒီပွဲလေးတော့ဟုတ်အော်ဒီပွဲကတော့ဒါပြောမယ်ဆိုရင်တော့လက်ရှိချန်ပီယံကိုချယ်စီချန်ဆိုင်ရတာပေါ့နော်ဟုတ်ကဲ့ဒါအေရှန်ချယ်စီအတွက်ကတော့ဒါကျွန်တော်တို့ဆန်လာရဆိုလို့ရှိရင်လက်ဆွဲနှုတ်ဆက်ရမယ်ဂုံပြရမယ်ဟာလေးကတော့ရှိတယ်ဒါချန်ပီယံဖြစ်သွားတဲ့အတင်းတင်းကိုဒါသူတို့ရဲ့ချစ်စရာကောင်းတဲ့ဒလေးပါကြိုက်ကြိုက်မကြိုက်ကြိုက်ဒါကတော့ပြည်သက်တွေအမြင်မှာတော့တော်တော်ကိုဒီချိန်ဒီကာလ ချန်ပီယံဖြစ်တဲ့အသင်းပြိုင်သက်တွေအတွက်တော်တော်လေးကိုဂုံမောက်လို့ရတဲ့အချိန်ပေါ့ကျွယ်လို့ရတဲ့အချိန်ပေါ့နော်တပတ်ကအသင်းကလည်းပဲတကယ်ပါ Chelsea ဖြစ်ခဲ့တော့ကလည်းဂျန်တဲ့အသင်းတွေဂျုံတဲ့အခါမှာလက်ဆွဲနှုတ်ဆက်ရတယ်လို့ဒီတစ်ခါ Liverpool ဖြစ်လာပြီ Man U လည်းဖြစ်ခဲ့တော့ကလည်းလက်ဆွဲနှုတ်ဆက်ခံရတာပဲပြိုင်ဆိုင်မှုကတော့တော်တော်ပြင်းထန်လိမ့်မယ်ဒီနှစ်သင်းက Chelsea Liverpool တွေ့တဲ့အချိန်တိုင်းပြိုင်ဆိုင်မှုပြင်းထန်တယ်ကစားရတာလည်းတကယ်ကို ဘလိုပြောမလဲပြည်သက်တွေအကြိုက်ရက်သက်တစ်ဘက်မိနစ်60ပွဲဖြစ်မယ်ပေါ့ Chelsea မြေဖြစ်နေတဲ့အတွက်ကြောင့်မလို့ Liverpool အတွက်ကတော့ဘလိုကစားမလဲဆိုတဲ့ဟာလေးတစ်ချက်ပဲကျွန်တော်တို့စောင့်ကြည့်ရမှာ Liverpool ကသူတို့ရဲ့ရည်ရွယ်ချက်သူတို့သွားခြင်းနဲ့ target အားလုံးကပြည့်စုံသွားပြီဆိုတော့ဒီဟာအပေါ်မှာပဲကျွန်တော်တို့ကတစ်ချက်ပြန်ကြည့်ရမှာအကြီးကအရေးကြီးတာ Chelsea ရည်တည်မှုအတွက်သူတို့မှာ conference ရှိတယ်ဆိုပေမဲ့လည်းသူတို့ပြည်တွင်းမှာအခြေအနေကောင်းအောင်လို့ရည်တည်မှုကောင်းအောင်လို့ဒီပွဲမှာအမှတ်ယူထားနိုင်မှာဖြစ်မှာအဲ့တော့ကျွန်တော်တို့ကြည့်ရမှာ Liverpool တဲ့ဆိုင် Chelsea ရဲ့ကစားအား Chelsea သွားမဲ့ပုံစံကိုတော့ကျွန်တော်ကြည့်ရမယ်လို့တော့ပထမဦးဆုံးအနေနဲ့ကိုပြောထားကြည့်ချင်ပါဟုတ်ကဲ့အဲ့တော့ဒီနည်းပြနေရာကဒီနှစ်မှာဟုတ်တယ်ပြည်လီမှာအသင်းသစ်တွေနဲ့စ join တဲ့နည်းပြနှစ်ယောက်ပေါ့လေအဲ့နှစ်ယောက်မှာတစ်ယောက်ကချန်ပီယံဆုရပါတယ်သူတို့နှစ်ယောက်ရောက်လာတဲ့စိတ်ဝင်စားပါတယ်နောက်ဆုံးကဂရုံးနေဖြစ်နေပါဟုတ်တယ်အမှန်ပဲကိုအော်ပရီးမီးယားလိမှာချန်ပီယံဖြစ်ဖို့ဂရုံးတုံးဖို့လိုလားဆိုရင်မေးဖို့လည်းမေးဖို့လိုပါဟုတ်တယ်ဆိုတော့အခုဘယ်လိုမြင်လဲပေါ့အဲဂျိုင်ကင်ကလော့ချားဖြတ်ခဲ့တဲ့အဲချန်ပီယံဖြစ်ခဲ့တဲ့အချိန်အလွဲလို့ ဒီနောက်ပန်နက်တောင်ဖြစ်သွားရင်လည်းဂရုံးနေကြီးပဲချန်ပြန်ဖြစ်တယ်ဆက်တိုင်းနော်မက်ဆီဒီမက်ဆီဒီပက်ဂွာဒီယိုလာနော်ဒါကိုပြောတဲ့အချိန်မှာတကယ်တော့တိုက်တိုက်ဆန်ဆန်နေပေါ့နော်ချန်ပီယံဖြစ်တယ်နောက်ပြီးတော့အခုအန်စလော့သူလည်းပဲဒါဂရုံးနဲ့ပဲဟုတ်ဟာနော်ချန်ပီယံဖြစ်ချင်ဂရုံးတော့မလားဆိုတဲ့ပါလီကနည်းနည်းလေးဟိုအစင်လာများဖြစ်နေတာပေါ့နော်အဒီဒါအဲ့ဒီဘောက်လူနာဖြစ်နေတယ်ကဲဒါဟာဒါလေးအဲ့တော့အရင်ဒီချဲစီလီဘာပူပဲလေးဘယ်လိုမြင်လဲပြောပါဦးဟုတ်အခုနအခုပြောလို့ပေါ့နော်လီဘာပူတင်းနေနေရောဒီနေ့မှာဒါ စောစီးစွာပေါ့နော်ပြီးမြလိချန်ပီယံဖြစ်သွားပြီသူကနေနေရဒီလိုပွဲမှာဟိုရှုံးနေဘာမှမဖြစ်တော့ဘူးပေါ့ဒါပေမဲ့တေချာတို့ခေါ်လီဗာပူးကကြည့်မယ်ဆိုရင်တော့ဂုံစိကဖိုင်းဆိုင်ရာသူအနေနဲ့ရောအနိုင်တော့ကံပါပဲဟုတ်ကဲ့သူမှကျန်တဲ့ပြိုင်စရာဒီဝေဝပွဲလည်းမရှိတော့ဘူးဒါပေမဲ့ချက်စီဘက်ကကြည့်မယ်ဆိုရင်တော့ချက်စီတင်းနေနေရဒီနှစ်ရာဒီမှာသူအနေနဲ့အဲ conference လေးရှိရဆိုပေမဲ့လည်းအဲနောက်နှစ်ရာဒီအတွက် champion league ဝင်ရဖို့အတွက်ကကြတော့သူဒီနှစ်မှာကျန်တဲ့အသင်းကြီးနဲ့အပြိုင်ကစားနေရတဲ့အခြေအနေတခုပေါ့နော်ဟုတ်ကဲ့ဒီနှစ်မှာသူအနေနဲ့ခုလက်ကျန်ပြီးမြတ်လိပွဲမှာ အမခံလို့မရတဲ့အခြေအနေမျိုးရှိရဲ။ JV တင်းနေနေရောပြသူအိမ်ခွင်းနဲ့ဖြစ်နေရောအနိုင်ငံဘုကကြိုးစားမှာပေါ့။ဒါပေမဲ့လက်ရှိချန်ပီယံလောကမန်ဒယ်ပိုင်းမှာစတောင်းဖြစ်နေတဲ့ဒီလီဘာပူးအသင်းရဲ့အစုဖွဲ့ကိုသူအနေနဲ့အဲကစားနိုင်ပါမလားအနိုင်ငံနိုင်ပါမလားဆိုရဲအဲစဉ်းစားစရာတခုပဲရှိရပေါ့နော်။ဒါပေမဲ့လည်း Chelsea တင်းမှာလည်းအဓိကဘာဖြစ်လဲဆိုတော့သူစီမှာကြောက်ဒီတောင်းတင်းနဲ့ကစားမအစုဖွဲ့ရှိရဲ။အဲတော့ဘာမှစုဖြစ်သွားနိုင်တဲ့အနေအထားတခုပေါ့နော်။ပထမအကြောဒီဘောအိမ်ကမှလောက Chelsea ရှုံးနိုင်ရပေါ့။ဟုတ်ကဲ့။ဟုတ်အဲတော့ဒီဒါပေမဲ့ အဲ Chelsea အတင်းနေနေအများ Liverpool အတင်းကိုအနိုင်ကစားပြီးတော့သူ့လိုချင်တဲ့သုံးမှတ်ကိုယူပြီးတော့ဒီ Champions League ဝင်ရဖို့တော့ကိုသွားမလားဆိုတာကိုပဲကျွန်တော်တွေးရမှာပေါ့ကျွန်တော်ဒီချိန်မှာ Chelsea နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဒါလေးလည်းညီလေးအဲတွေးခေါ်တဲ့ရှူတော့ကဒါလည်းဖြစ်နိုင်ခြင်းရှိပါလေဒါလေးလည်း might might တယ်เนาะအဲ့တော့ဟိုပွဲရလက်ကတော့ဘောလုံးရာသီကုံဆုံးမှုနီးလာတဲ့အချိန်တချို့တွေလည်း ပန်းနိုင်ရောက်သွားကြပြီဟိုလိုချင်တဲ့ target တွေရောက်သွားကြပြီတချို့တွေကတော့ target မရောက်သေးဘူးအဲ့ဒီပုံမှာတော့ဟိုဘယ်လိုပြောမလဲမိနစ်90ကန်တယ်ပွဲချင်းတော့အတူတူပဲတစ်ဖက်7ယောက်ချင်းကန်တယ်အားချင်းတော့အတူတူပဲဒါပေမဲ့နောက်ွယ်ကဟိုသွားမဲ့ ਈ ွေချက်တွေဟိုဟာတွေကမတူတော့ဟိုဘယ်လိုပြောမလဲမိနစ်90အင်အားပြည့်နေတကယ်ကံမမလားဆိုတာတွေကဒီလက်ကြံပွဲတွေမှာဒါတွေကအားလုံးထည့်တွေးဖို့လိုသွားပြီเนาะเนาะဟုတ်ကဲ့အဲ့တော့ခုနကဒီပွဲလေးကိုဘာလေးဖြည့်ပြောအောင်မလဲကိုဟုတ်ဘာဖြည့်ပြောကြလဲဆိုတော့ ဒီပွဲဒီပြည်သက်တွေအတွက်ဟိုပြန်ဆိုင်မှုပြန်ထန်တဲ့ပွဲကောင်းတစ်ပွဲတော့ဖြစ်လိမ့်မယ်ဟုတ်ရွေချက်ရွေရလမ်းကတော့အခုခုနပြောသလိုပဲပေါ့တစ်ဖက်ကအေရှန်ဖြစ်တဲ့ Chelsea ကတော့ Conference League ကိုသွားဖို့ရှိသေးတယ်တစ်ဖက်က Liverpool ကတော့ပြည်သုံးသွားပြီဆိုတော့ Liverpool တကယ်များကံပါမလားပေါ့နော်ဒါညီလေးခုနပြောတဲ့အပိုင်းဒီလိုကာလာဒီမှာဆိုလို့ရှိရင် Champion ဖြစ်သွားတဲ့အသင်းအသင်းမှာကျွန်တော်များသောအားဖြင့်မြင်ရတာ လူငယ်တွေပဲမြင်ရတာများတကယ်ဆရာကြီးတွေကိုနည်းနည်းအနာပေးတယ်ပေါ့နော်အဟံပြတော့ပဲထဲဆော့သွားတယ်ဒီလိုပုံစံတွေရှိတယ်ဆိုတော့ကစားသမားတွေအနာပေးပြီးတော့ပဲ Chelsea ကိုယင်ဆိုင်မလားဒီလိုဆိုရင်တော့ Chelsea အကြိုက်ဖြစ်သွားနိုင်တဲ့အပိုင်းလေးတော့ရှိတယ်ဒါပေမဲ့ဂွန်သိခါပိုင်းအရဆိုရင်တော့အမားတော့ခံမမှုတ်ဘူးဒီပိုင်းလေးတစ်ချက်လည်းထည့်ပြီးတော့ပြည်သက်တွေထည့်တွေးဖို့အတွက်တော့ကျွန်တော်တို့ဒီကအကြံပေးထားကြတယ်ဒါပေါ့ကူအဲအဲ့တော့လက်ရှိချိန်မှာအာပရီးမီယာလိမှာအပြော်နေဆုံးလူတွေကလီဗာပူးဟုတ်တယ်ကစားသမားတွေနဲ့နှိပြရေပေါ့နော်အဲ့တော့အပြော်ဆုံးလူတွေက အာခွင်းထဲမှာအဲ45မိနစ်ကိုဘယ်လိုဝင်ကစားသွားမလဲမိနစ်90ဘယ်လိုဝင်ကစားသွားမလဲဆိုတော့ကြည့်ကြည့်ရမှာပေါ့နော်အဲ့တော့ဟိုထပ်ပြီးပြောစရာတွေပဲလုပ်ပေးမလားသူတို့ကဘာမှမစိုးဟိုရှုံးလည်းပြောနေပြီလေသူတို့ကဒီလက်ပြောစရာကောင်းတာမရှိတော့ဘူးဆိုတော့အားလုံးကလက်ခံလို့ရပါတယ်နော်အဲ့တော့ဒီပွဲသုံးသပ်တာလေးခဏထားခြင်းပါအဲ့တော့စကားလေးတည်းနဲ့ဆက်ပြီးတော့ရှေ့ဆက်ချင်တာကပရီးမီးယားလိအသင်းတွေလည်းကအာဆင်နယ်ပေါ့နော်အာဆင်နယ်ရဲ့ချန်ပီယံလိဖြတ်တန်းလိုက်ရတဲ့ဟာလေးပေါ့ဆိုတော့ကျွန်တော်တို့က ပြီးရဲ့ပတ်တရားညီတိခန့်အောင်ဆိုတော့ပြောခဲ့ကြသေးတယ်ချန်ပီယံလိစင်မီဖိုင်နယ်မှာရောက်နေတဲ့ဒီဒီအာဆင်နယ်ကိုကျွန်တော်တို့ကဘလူးဘက်စီတက်စီခြင်းနဲ့ချန်ပီယံဖြစ်စီခြင်းနဲ့ဘလူးဘက်မှာတော့မဖယ်တင်းနဲ့တွေ့စီခြင်းတာလေးတောင်ပါသေးတယ်ဆိုအဲ့တော့ပထမအကြော်အပြီးမှာတော့အခုအိမ်ခွေးမှာ PSG ကိုရှုံးလိုက်တဲ့အခြေအနေလေးရှိတော့တရားလေးကိုကျွန်တော်တို့ဘလူးဖြစ်လာနိုင်တယ်ထင်လဲကြော်ဖြတ်နိုင်ပါအောင်မလားဘလူးကြီးကြောင့်ရှုံးခဲ့လေဒါလေးကိုလည်းကုထုံးအမြင်လေးစပြောပြပေါ့ဟုတ် အပွင့်လင်ပြောရရင်တော့တိုက်ဆိုင်မှုတွေများတယ်ဗျအာဆင်နယ်မှာတိုက်စစ်ပြဿနာရင်ဆိုင်နေရတာတော်တော်ကြာခဲ့ပြီပေါ့နော်ဒါမရီနိုနဲ့ဖြည့်ခဲ့ပေမဲ့လေတကယ်တမ်း PSG နဲ့ကစားသွားတဲ့အချိန်မှာကျတော့ဒီဟာကြီးကိုမိနစ်60လုံးလုံးမဖြည့်အဖြည့်ရှာမရနိုင်ခဲ့ဘူးလို့ပဲကျွန်တော်တို့ပြောကြတယ်ပေးလိုက်ရတာလည်းတော့ပွဲဆက်ဆက်ချင်း၄မိနစ်မှာပေးလိုက်ရတဲ့အပိုင်းကျွန်တော်ဒီပွဲမတိုင်ခင်လည်းပြောခဲ့တဲ့ပိုင်းလေးတွေရှိတယ်ဗီလာကိုရင်ဆိုင်ခဲ့တယ်လီဗာပူးကိုရင်ဆိုင်ခဲ့တယ် PSG ရဲ့တုံ့ပြန်မှုတွေကပွဲစားတာနဲ့ကိုးရဖို့ ော်တော်ကြိုးစားပြီးတော့တကူရရင်သူတို့ကငြိမ်သက်သွားတယ်အသင်ပေါ့နော်အဲ့ဒီလိုပဲအာဆင်နယ်လည်းအဲ့လိုခံလိုက်ရတယ်ပေးလိုက်ရတဲ့ဂိုးကလည်းတကယ့်ကို surprise မိသွားတဲ့ဂိုးမဖမ်းနိုင်ခဲ့ဘူးဒါပေမဲ့သူတို့ကလက်ကျန်မိနစ်ပေါင်းများစွာကျန်တာတော့မှအာဆင်နယ်တုံ့ပြန်ရင်းနဲ့ပဲဒါဟိုဘယ်မှာကွဲခဲ့ဘူးလို့ပြောရမှာပေါ့နော်အာဆင်နယ်တသင်းနဲ့ရဲ့အနေထားကိုကြည့်ပြောရမယ်ဆိုလို့ရှိရင်တိုက်စစ်မှုကောင်းနေရှိတယ်ဒါပေမဲ့အဆုံးသတ်တဲ့အပိုင်းတွေမှာလည်းကောင်းမွန်ခဲ့တယ်ခက်တာက PSG ဂိုးသမားတူနာရမန်ရဲ့ကာကွယ်မှုတွေ သူ့ကာကွယ်မှုတွေတော်တော်လေးကိုအရာရောက်ခဲ့တဲ့အတွက်ကြောင့်မလို့အာဆင်နယ်တိုက်ဆက်သမားတွေဘာမှလုံမရခဲ့ဘူးတစ်ဖက်ကကျွန်တော်အာဆင်နယ်ကိုသမားရီယာချိပြန်တော့လေတချိန်ချိန်ထိုးပေါက်လာခဲ့တဲ့ PSG ရဲ့တိုက်စစ်တွေကိုလည်းသူတို့လက်စွမ်းပြပြီးတော့20 30ကယ်ခဲ့တာပဲ။ဒါပေမဲ့အရေးကြီးတာကဂိုးသွင်းနိုင်တဲ့အသင်အနိုင်ဖြစ်နေတဲ့အတွက်အာဆင်နယ်အိမ်ကွင်းမှာဂိုးမသွင်းနိုင်လို့ ဒါအရင်နေသွားခဲ့တယ်ပေါ့အဲ့တော့သူတို့ရဲ့မျှော်လင့်ချက်က PSG မြေသွားရင်ဒီထက်ပိုပြီးနှစ်ဆလောက်မကအားထုတ်ပြီးကစားရမယ်နေသားရှိတယ်နောက်တစ်ချက်က Arsenal မှာ Partey မပါတဲ့ပြဿနာကိုသူတို့ရင်ဆိုင်လိုက်ရတယ်အဲ့တော့ Odegaard လည်းဘာမှလုပ်မရဘူးဟို Declan Rice လည်း Partey နဲ့ကဝင်ဖြစ်ရင်းနဲ့ပဲသူငကူဆော့နေကြပုံစံအတိုင်းမဆော့နိုင်သလိုရှစ်မောင် Marino ကလည်းဟိုဘယ်လိုပြောမလဲလူမဆုံတဲ့အတွက်ကြောင့်မလို့သူတော်တော်လေး goal luck တို့ဘာလို့ရရနေတယ်တိုက်ဆက် ထောင်နေရာမှာသူမကစားပဲပြန်ဆင်းလာရတဲ့အတွက်ကြောင့်မလို့ကစားဟန်နည်းနည်းလေးကမောက်ကမောက်ဖြစ်တယ်လို့ကျွန်တော်တို့ခံစားမြင်မိတယ်ပေါ့နော်အဲဒါပေမဲ့ဒုတိယကြော့ကြရင်တော့လူပြန်ဆော်ရင်တော့တမျိုးတော့ပြန်ဖြစ်လာမယ်ထင်တယ်ဒုတိယကြော့ဒီအာဆင်နယ်အတွက်ဖောင်းဖျက်ကစားရမယ်ချန်ပီယံလိဖိုင်နယ်သွားရမယ်ခရီးဝဲကိုဒီဘွဲကလောလောဆယ်တော့ဒုတိယကြော့ကသူ့တဖိုင်နယ်ပဲပေါ့နော်သူ့တဖိုင်နယ်ပွဲလို့ကစားရမယ်ပထမကြော့မှာလည်းအိတ်ကွင်းရှုံထားပြီဆိုတော့နောက်တစ်ခုကဟိုကျွန်တော်တို့တွေးတဲ့လောက်ဟိုထိုင်ပြောနေတာကိုကျွန်တော်တို့က နော်ထိုင်ထိုင်ပြောနေကြဆိုတော့ဘလို့ဖြစ်တယ်ဘလို့ကဘလို့ဖြစ်တယ်ဘလို့ကထိုင်ပြီးတော့ပြောနေကြဒါပေမဲ့လည်းလက်တွေ့ကွင်းထဲမှာကစားတဲ့ခါကျကို၁၁ယောက်ထဲကဲလာမဟုတ်ဘူးဟိုမှာလည်း၁၁ယောက်ရှိနေတာနော်ကိုလှုပ်ချင်တာတွေကိုပြေးမလှုပ်ချင်တဲ့လူတွေလည်းရှိနေသေးတယ်အဲ့တော့သူတို့ကိုပြန်လှုပ်มาတယ်ကိုကလည်းမခံအောင်ပြန်လှုပ်နေရတယ်ရှိကြတော့ဟိုပြောချင်တာလေးကအာဆင်နယ်က Real Madrid ကိုဟို3-0နဲ့ပထမကြော ကကစားလိုက်တယ်။နောက်2-1နဲ့အဝေးကွန်းကပြန်နိုင်လိုက်တယ်။ဒီလောက်တောင်မှ real လို့အသင်းကိုလှုပ်လာနိုင်သေးတာ။ PSG ကိုဘာလို့မလှုပ်နိုင်ရမလဲဆိုတော့ဒါကျွန်တော်တို့ထိုင်ပြီးပြောထိုင်ပြီးတွေးရအတွေးမှာတော့အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့မြေပြင်ပေါ်မြက်ခင်းပေါ်မှာသူတင်ကိုယ်တင်ကစားရတဲ့အခါကျတော့ကွာသွားပြီပေါ့နော်။ဟောပြီးကျွန်တော်တို့ဟိုပြီးခဲ့ဘက်ကပြောခဲ့ကြပါသေးတယ်ဟိုဘာစီလိုနာကိုတစ်ချိန်ကတီတာကဘာစီလိုနာကိုမော်ရီညိုရဲ့ Interminan Defensive နဲ့ရင်ဆိုင်ခဲ့တယ်လို့မျိုးတွေပေါ်တော့ဒါမျိုးဒီပြူအမြောက်ပြိုင်ပွဲတွေရောက်လာလို့ရှိရင်အစင်တွေလည်းအခက်တွေ့နိုင်တယ်လို့ဘာကာတို့လည်းအထက် ခက်တွေးနိုင်နေပေါ့နော်အဲ့တော့ဟိုမပေးကျင်လို့ရှိရင်ယူဖို့ခက်သွားပြီပေါ့လေဒါမှတော့သူကဟို PSG ကအာဆင်နယ်လက်ရှိပိုးပြီးကောင်းနေရဆိုရင်တော့မှဟိုအာဆင်နယ်ကိုနောက်တစ်ဆင့်တက်ဖို့အခက်တွေးအောင်ကစားမယ်ဆိုပြီးတော့ဒီပြွာပိုင်းအရာလုံးဝအတိအကျပြင်ဆင်လာရင်မနေ့ကပွဲမျိုးလို့ပေါ့နော်ဟုတ်ကိုယ်ဆိုတော့ရပြီးတော့မှလုံးဝထိ ंछ ုပ်ဖို့ကြိုးစားတာမျိုးတွေဆိုလို့ရှိရင်ဒါလုံးဝဟိုသူကရည်ရွယ်ချက်ရှိရှိနဲ့ ဟိုနောက်ဆင်းတက်ဖို့သူတို့လည်းတည်ကြပေါက်ပြင်ဆင်ထားရဆိုတော့ပေါ်လွင်နေပေါ့နော်အဲ့တော့အာဆင်နယ်ကတော့ကစားကြည့်မယ်ငါတို့နိုင်လည်းတက်ကြတာပေါ့မဟုတ်ဘူးအဲ့တော့အာဆင်နယ်ကိုကစားပြီးတော့ငါတို့ဘယ်လိုရအောင်နိုင်အောင်ဟိုနောက်ဆင်းကိုတက်မယ်ဆိုတဲ့ plan လည်းသူတို့မှာကောင်းကောင်းရှိပြီးသားဖြစ်နေမယ်လို့ထင်ပါတယ်နော်ဟုတ်တယ်အဲ့တော့ final ကိုရောက်နိုင်သေးလားပေါ့နော်အာဆင်နယ်ဒီလိုမျိုးလို့ um ဒီလိုမျိုးအာဆင်နယ်နဲ့ PSG ပွဲမှာတော့ခုနကပြောအာဆင်နယ်အသင်းရဲ့နီးပြအာဒီတာဒီလိုအဆင်မပြေဘူးကသူအနေနဲ့ပထမဆုံးဖြစ်တယ်ဟုတ်ပါမှာ PSG နီးပြရကြဒီလိုမျိုး အချမ်းမြင်လေးဘလောက်လဲရဘူးခဲ့ပေါ့နော်ဘာကလည်းအော်သူ့နေနေကအတွေ့အကြုံရှိရနီးပြကိုင်နေရပီအဂျီဖြစ်တဲ့ခါကျတော့ဒါပေမဲ့ဘောလုံးပွဲဘာမှမဆိုဖြစ်သွားနိုင်တဲ့အပေါ်မှာအခုအာဆင်နယ်ရဲ့ပထမအကြော့အိမ်ကမှကစားခဲ့ပေါ်မှာဒီ1-0နဲ့ပြီးသွားတဲ့ပေါ်မှာဘာမှမဆိုတော့ဒုတိယအကြော့မှာဖြစ်သွားနိုင်တယ်ပေါ့ဟုတ်ဘာလို့လဲဆိုတော့1-0ဆိုတဲ့အနေထားမျိုးကအဝေးဝင်းကျွန်တော်အိမ်ဝင်းဝင်းဝင်းဂိုးကြီးလည်းမရှိတော့တဲ့ခါကျတော့ဒုတိယအကြော့မှာတကယ်လို့အာဆင်နယ်အနေနဲ့ကဒီလိုမျိုးကွင်းတဲ့လူပါတီပြန်ပါလာပြီဆိုရင်အဓိကကတော့ အနည်းဆုံးတော့ပြန်ပြီးတကူကပြန်ထည့်နိုင်မယ်ထင်တယ်ဒါပေမဲ့အဲ့ချိန်မှာနှစ်သိန်းရဲ့အားပြိုင်မှုပေါ့နော်ညီပြရဲ့အားပြိုင်မှုကြီးပြီးွားရင်ဘယ်အသိန်းကစားမရပဲဟိုအဲ့ပွဲမှာဘယ်လိုမျိုးခြေစွမ်းပြပါမလဲဆိုတာကြည့်ရမှာပေါ့နော်အဓိကအာဆင်နယ်တင်းမှာလိုအပ်ချက်ရှိသွားတာပါတီမပါရေးကွင်းလဲပြီးွားရင်ဂါဘီယယ်မရှိရဲ့ခန်းစစ်ပြီးွားအဲ့မှာတိုက်စစ်မှာကြတော့တိုက်စစ်မှုစစ်စစ်မရှိရဲ့ပြဿနာတွေရနေပြီးတော့မှအာဆင်နယ်တင်းကိုလိုအပ်ချက်တွေဖြစ်သွားတာပေါ့နော်အဲ့တော့အမေအာဆင်နယ်တင်းမှာအားသာချက်တခုကကြောက်အမြင်ပိုင်းဟို ီဘောလုံးကိုအမြင်နဲ့အမြင်ပိုင်းပေါ့နော်လောင်းဘောနဲ့ဆွဲနေအောင်အတားကျရှိရပေါ့ PSG ကကြတော့ကျွန်တော်စိတ်ထင်မှာတော့ခန်းစစ်ကသူ့အနေနဲ့အဲအားတတ်မှုရှိရဆိုခန်းစစ်မာကြောင်းမှုရှိရဆိုပေမဲ့လေတကယ်တကယ်အာဆင်နယ်တင်းအိမ်ကမှတိုက်တဲ့အခါမှာသူ့အနေနဲ့ဒိုနာဘူးမာတာမရှိဘူးဆိုရင်မနေ့ကသူ၅ဂိုးသုံးဂိုးပေးရမယ်အခြေအနေမျိုးမှာရှိရပေါ့နော်အဲ့တော့ဘာမှမစိုးဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုလိုပဲကျွန်တော်အနေနဲ့တုံ့သက်ချင်ပါတယ်ဟုတ်လေဆိုတော့အာဆင်နယ်တင်းရော PSG တင်းရောချန်ပီယံလိဂ်ကိုတခါမှမရဘူးသူရဲ့အတင်းနေဆိုတဲ့အခါကျတော့သူ့အနေနဲ့လေဒီဘလောက်လိုချင်ပါပဲဟုတ် ဘာပဲပြောစီးဖိုင်လေးကနေဖိုင်နယ်အထိသွားဖို့တော့နှစ်သင်းစလုံးကတော့ရေကုန်အားကုန်ကြိုးစားကြမယ်အတင်းနေဖြစ်တဲ့အခါကျတော့ဒုတိယကြောကြရင်လည်းပိုပြီးကြည်ကောင်းမယ်ပွဲလို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တတိယဟာတစ်ခုရှိရလားအဲပြောရင်းမှာတတိယတစ်ခုရှိရတမနစ်လောက်တော့လည်းရှိသွားမှာတယ်ဆိုတော့ဟိုအရင်ဟောင်းနေပြီမဲ့လည်းကောင်းနေရတယ်ရှိသေးရပေါ့လေဆိုတော့ဘာအတွက်တစ်ခွက်လူခဲကြလဲလို့အခုတွေးမိတာပေါ့အခုအာဆင်နယ်မှာအဲထားပါတော့အာဆင်နယ်ပါဝင်ပေါ့အခုချန်ပီယံလိမ့်မှာ quarter final ကနေပြီး semi final တက်လာပြီး volleyball သွားမှာအဲ့တော့ဒုတိယအရာဒီကွက်မှာဟို champion league quarter final လောက်ရောက်ပြီးသားတဲ့အသင်းတွေရတယ် final ထိတော့ကြိုပြင်းဆင်းရတော့မှာပေါ့လေအဲ့တော့အခုသူကပေါ့လေ united က lasen ပေါ့ henry lasen ကိုခေါ်ခဲ့တဲ့နှစ်ကာလတွေမှတ်မိတာတော့ကျွန်တော်တို့ဟိုအချိန်လေးတစ်ခုမှာဟိုအရန်နဲ့ဂိုးသွင်းပေးမဲ့တိုက်စင်မှုတရားပေါ့နော်အဲဆိုတာ united က lasen ကိုခေါ်ခဲ့တယ် arsenal က onrio ဘာကနေနောက်တစ်ချောင်းပြန်ခေါ်ခဲ့တယ် အာပြီးရင်ချက်စီယာဒရောမာတို့ကိုချိန်ပြန်ခေါ်ရတယ်။အဲ့ဒါတွေကအရေးအကြောင်းကြုံလာလို့ရှိရင်ချန်ပီယံလူလူပွဲမျိုးဒီလိုပွဲမျိုးတွေမှာတပွဲတိုးဟာတွေမှာအရေးအကြောင်းကြုံလို့ရှိရင်လုံမယ်ဆိုရယ် plan B ပေါ့လေ။ဆိုတော့ဘာလို့အာဆင်နယ်ကအဲ့ plan B မလုပ်ခဲ့တာလဲဆိုကျွန်တော်အခုတွေးမိတယ်ပေါ့နော်။ဆိုတော့အဲ့လိုဟာတွေလေးတွေကရှိခဲ့မယ်ဆိုရင်အာဆင်နယ်တို့အခုတည်းအယူပူချောင်မလားပေါ့နော်။အခုပြင်လို့ရှိရှိအကိုရဲ့ဒီအောင်မျိုးတွေလည်းသူတို့လုတ်ခဲကြတယ်ပေါ့နော်ဒါပေမဲ့လည်းအသင်းတွင်းမှာက ဒါသူတို့ရဲ့အထက်မှာရှိတဲ့ CEO အပြောင်းလဲဖြစ်တဲ့ကိစ္စတွေတော်တော်လေးကိုကြရရိုက်သွားခဲ့တဲ့အပိုင်းတွေရှိခဲ့တယ်ဗျအဲ့ဒါကြောင့်မလို့လည်းပဲကစားသမားခေါ်ယူရေးမှာလိတ်ခဲတဲ့လည်းဖြစ်တယ်ခေါ်ဖို့ကြံရည်ခဲ့တဲ့ကစားသမားကြပြန်တော့လေအာဆင်နယ်ကပေးဖို့ပတ်စံမှာနည်းနည်းလေးလက်တော့ခဲ့တဲ့အပိုင်းတွေကျွန်တော်တို့ပြောပါစို့နော်ဟုတ်တယ်အဲ့ဒါဒီကြောင့်မရခဲ့ဘူးပေါ့အတဖက်ကကျွန်တော် PSG ကိုကြည့်မယ်ဆိုလို့ရှိရင် Cover Hiskilia ဒီကောင်ဒုတိယဒီကျွန်တော်စောင်းရသည်ဈေးကွက်ကြပါမယ်သူရောက်လာပြီးတော့အသင်းကိုတော်တော်လေးအကျိုးပြုသွားတာဒီဟာကြောင့်ပဲ အခုအာဆင်နယ်တကိုးပေးလိုက်ရတာသူရဲ့ဖန်တီးမှုကနေတမ်ဘီလီသွင်းသွားတာအဲ့တော့တမ်ဘိုးကအခုပြောသလိုပဲစောင်းသည့်ဈေးကွက်မှာထိုက်တဲ့နဲ့ခေါ်ယူတဲ့နေသူကမဖြစ်မနေလိုအပ်တယ်သူကလုတ်ခဲရဲ့အခုတည်းအသက်ရှူဖို့ချောင်းလိမ့်မှာပေါ့နော်သူဒီ Champion League အတွက်အရေးပေါ်ဟိုပါပေါ့လေဟိုအချိန်လေးကြောင်းတစုံတရာဂျုံခဲ့လို့ရှိရင်မလုတ်မလဲဆိုတော့နောက်တစ်ခွက်ကိုသူတို့ကြိုတွေးထားအဲ့ဒီနေရာလေးတစ်ခုကို ဖြည့်ခဲ့ခုတည်းပို့တက်ရှုပို့ချောင်းအောင်လုတ်ကိုလုတ်ခဲ့တင်တာပေါ့နော်လုတ်ကိုလုတ်ခဲ့တင်တဲ့အပိုင်းပါပဲအခုခေါ်ထားတဲ့ကစားသမားရှေ့မှာဆိုလို့ရှိရင်လည်းတိုက်စစ်သမားတော်တော်များများဒဏ်ရာရရတယ်နော်ဒဏ်ရာရနေတဲ့အတွက်ကြောင့်မလို့ဘာမှကျွန်တော်တို့တုံးစရာမရှိဘူးမေရီနိုရှေ့ကိုတင်ပြီးတော့ကစားရတဲ့အပိုင်းတွေဖြစ်လာပြီဒါပေမဲ့အခုလောလောဆယ်ဒါထရော့ဆက်တို့မာတင်နယ်လီတို့ရှိတယ်ဒါပေမဲ့အွန်ရီတို့လောက်ဟုတ်နောက်ပြီးတော့ကျွန်တော် clash air ကြည့်မယ်ဆိုလို့ရှိရင် clash air ပေါ့လေနောက်တစ်ဆင့်ဟိုအသက်ရွယ်ရကြာကောင်းကြာရင်ကြာသွားတယ်မြင်မယ် clash air ကွင်းထဲမှာအချိန်မီွေးတစ်ခုခုလုတ်ပြသွားနိုင်တဲ့ player မျိုးရှေ့မှာလည်းမကြောက်တင်ထားပြီးသားအဲ့လိုတယောက်လောက်တကယ်ဆရာကြီးတယောက်လောက်ပေါ့လေသူကအချိန်မီဝင်ခံနေရတော့မဟုတ်ဘူးတစ်ချိန်ချိန်မှာသူဝင်လာရင်တစ်ခုခုသူတင်းအတွက်လုတ်ပေးသွားလိုက်မယ်ဆိုတော့တယောက်မျိုးပေါ့အရင်တည်းအာရှိတယ်ရှိခဲ့တင်တာပေါ့နော်အခုဒီမဲ့နှစ်အသင်းတွေမှာ အာနောက်ပိုင်းဒီဘက်နှစ်နှစ်သုံးနှစ်တည်းမှာအသင်းတွေကပြင်ဆင်မှုအိုက်ပိုင်းလေးမှာလုံနေမေ့နေကြလားမသိလို့ကျွန်တော်တို့3ပေးပါရမှာဟုတ်တယ်ကိုသတိပေးရမယ်ဟုတ်ကဲ့အဲ့တော့ပြောရင်းနဲ့ရှိတော့ပါဘူးဘယ်လိုဖြစ်ဖြစ်ဒီနေ့တင်ဆက်မှုလေးကိုဒီမှာနားကျင်ပါတယ်လာပြီးရှုလေးပြီးတော့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျန်တဲ့ကိစ္စကိုကြည့်ရှုနေကြတဲ့ပြည်သက်ပါဗျာကျွန်တော်ဘုံလေးရက်ွက်ဒီနေ့တင်ဆက်မှုကိုဒီမှာနားကျင်ပါတယ်အပတ်စဉ်တိုင်းစနေတနင်္ဂနွေနေ့တွေရဲ့ညနေ9:00နာရီလေးတည်းမှာကျွန်တော်တို့ဘုံလေးရက်ွက်အစီအစဉ်ကို Channel K ကနေဆက်မကြည့်ရှုအားပေးနိုင်ပြီးတော့ Channel K မြန်မာ YouTube Channel မှာလည်းပြည်သက်တွေ သွားရောက်အားပေးနိုင်ကြပါတယ်ခင်ဗျာကျွန်တော်တို့စီစဉ်ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကျေးဇူးတူဝဲတင်ရှိပါတယ်ပရိသတ်အားလုံးတွေကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ